တားရှိရဲ့နိုင်ငံကိုလိုက်သွားလို့မရဘူးဆိုရက်ထွင်အင်းတွားပုံမင်္ဂလာပါရှင်ပရိသတ်ချစ်တော်ဆိုတော့တေယောဆောင်မင်းသမီးကြီးထွင်အင်းတွားပုကတော့နုပညာလှူရှာမှုတွေရန်နာထားခဲ့တာဆင်းနေလောက်ရှိပါပြီ အခုနောက်ပိုင်းမှာတော့ဖွဲရီမှာတချင်းဖြော်ဖြေမှုတွေရှိလာပြီဝင်းကဆူးဆိုတဲ့ဇာကားမှာလည်းတေယောဆောင်ထားပါသေးတယ်ထွင်အင်းတွားပုတို့ဇနီးမောင်နဲ့မှာ အောင်ဘူကောင်းတန်းလို့ခေါ်တဲ့တာလီတယောက်ပဲရှိပါတယ် နိုင်ငံရေးအခြေအနေတွေမကောင်းတာကြောင့်ပြီးခဲ့တဲ့နှစ်ကသားဖြစ်သူကိုအမေရိကမှာကျောင်းတက်ဖို့လွှတ်လိုက်တယ်လို့သိရပါတယ်။တာဂါနိုင်ငံခြားရောက်နေတာတနှစ်ကျော်နေပြီဖြစ်ပြီးတော့ကျောင်းကနောက်ထပ်9နှစ်ဆက်တက်ရအောင်ပါ။သားဖြစ်သူကိုလွမ်းမင်မဲ့အိုက်သွားလို့မရဘူးလို့ထွန်အင်ဒါဘူကပြောလိုက်ခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ဥပဒေအသေးတစ်ခုရမြန်မာနိုင်ငံကအကြီးအသေးတွေကိုပိတ်ပင်ထားတာကြောင့်ထွန်အင်ဒါဘူကသားရှီယာကို လိုက်သွားလို့မရပါဘူး။ အမေကောင်းတန်းကတော့အမေရိကမှာသူဝါဒနာပါတဲ့ golf နဲ့ပတ်သက်တဲ့ဘာသာကိုအဓိကသင်ယူနေရဖြစ်ပြီးတော့ master တန်းမှာ certain မှာမလို့နောက်ထပ်၅နှစ်လောက်အမေရိကမှာပဲနေရအောင်ပါပါသူကထူးချွန်နေသူဖြစ်လို့ကျောင်းပထမနှစ်မှာပဲအခြားရွေတူ အတန်းဖော်တွေကို guide ပြန်လုပ်ပေးနေရတယ်လို့ပြောပါတယ်အမေရိကမှာကပညာကို master တန်းဆက်တက်ပြီးလို့ဝယ်ရပြီးရင်တော့ ဆရာပြန်လို့ချင်လဲလို့လို့ရပြီးခောက်အားကစားကိုပဲရွေးချယ်လောက်ကလို့လဲရတယ်လို့သိရပါတယ်။နိုင်ငံခြားထွက်သွားခါစားအချိန်တွေတုန်းကတော့တားဖြစ်သူကိုအရန်လွမ်းခဲ့ကြပြီးဝမ်းနေနေကြပေမဲ့အခုတော့နေသားကြနေပါပြီ။တားပြန်လာမှပဲတွေ့ရတော့မှာပုံလို့ထွန်းအိမ်ဒါဘူကရင်ဖွင့်လာခဲ့တာပါ။ထွန်းအင်ဒါဘူကတော့စိန်နန်းတော်စိန်ရှရနာဆိုင်ပိုင်းဆိုင်ထားပြီးတော့သူ့ရဲ့အမဖြစ်သူတသက်ခိုင်ကတော့ရှင်နန်းတော်ရှိဆိုင်ကိုပိုင်းဆိုင်ထားပါတယ် ထရင်တော်ဘူးဟာတချိန်ကပြည်သက်စစ်တော်အမှုပညာရှင်တရားဖြစ်ပေမဲ့အမားဖြစ်သူဒေါ်သက်သက်ခိုင်က နိုင်ငံရေးပါတီ PPP မှာပါတီတည်ထောင်လိုက်ပြီးတော့ဗီယမ်ထာလိုရဲ့တွေ့ကြောင့်အမုန်းခံခဲ့ရပါတယ်။လူမုံများတဲ့ဒေါ်သက်သက်ခိုင်ရဲ့ညီမဖြစ်နေလို့ထရင်တော်ဘူးကိုလည်းအားပေးတဲ့သူနေပါလာခဲ့တာပါ။